ကျွန်တော်တို့ဝိင္ဂလိမသွားခင်တော့သူကဘာသင်ပေးလဲဆိုတော့မင်းတို့ဟိုဟိုမှာကောင်းဆုံးနေရာတဲ့ခံတယ်မင်းတို့ကလည်းမင်းတို့ရှိမှရှိတဲ့ကောင်းဆုံးဒီဘုရားရဲ့သက်တည်ပေးရမယ်ပေါ့နော်ဒါအတော့မှသူကအဲ့လိုပြောတယ်ဒါပေမဲ့ပြန်လာပြီးတော့လည်းထပ်ပြီးတော့နောက်တစ်မျိုးလေးနဲ့ဆုံးပါတယ်ပေါ့နော်ဒီအိမ်မဆုံးပါနဲ့ဆရာဝင်းစုံဟိုင်ကြီးဆုံးပါလေဟိုမြီးနဲ့ယေရှုနဲ့ပတ်သက်ပြီးဆရာဘာလို့ဆိုဆရာတို့ဒီဆရာဆိုင်လို့ဆိုတော့သူကတိတယ်ဒီ level ကိုသူကဖြတ်လာတဲ့ခါမျိုးမှာ ကျွန်တော်တို့စိတ်ထဲမှာဘာဝင်လာလဲဆိုတော့နည်းနည်းလေးဟောပြောတက်ပြီဆိုတာ ਨੇ ကိုယ့်ကိုပေါ့နော်ဒီလိုဘူရင်လေးဟတ်ချင်တာပေါ့ဒါတော့ကိုယ့်ကိုသိပါတယ်ဘုရားအသိခွင့်ပေးရလေမသိရင်တော့ကျွန်တော်တို့ကတော့တိုင်ပတ်အောင်အဲ့ဒါ ਨੇ ကျွန်တော်အခုပြောချင်တာဗျာကျမ်းစာမှာကိုယ့်ဣသူဟောတာဆိုတော့ခန်းကြီးတက်ငယ်3ဟုတ်ပါဦးခန်းကြီးဟောတက်ကောခန်းကြီး3ငွေ6ပါလို့ငါဒီ site view တော့သူဖြစ်အာဘောလို့ဒီရေလောင်းတော့သူဖြစ် အပင်ကိုကြီးဝါးစေသောသူကဘုရားသခင်ပေသည်စိုက်ပျိုးသောသူမတတ်နိုင်ကြီးလောင်းသောသူလည်းမတတ်နိုင်ကြီးဝါးစေတော်မူသောဘုရားသခင်သာတတ်နိုင်တော်မူ၏အဲကျမ်းပိုက်တွေကတော့ကျွန်တော်တွေ့ရတော့ကြားပါပြီဒါမှန်းကျွန်တော်အမှုတော်ဆောင်နေပေါ့နော်အမှုတော်ဆောင်နေဆိုတော့အမှုတော်ဆောင်တော့မဖြစ်သေးပါဘူးကျွန်တော်တို့ကအခုမှအစခြေလန်းလန်းတော့မရှိဘူးကျွန်တော်တို့ဖြစ်ဖြစ်ချင်တော့လေဒီသင်းတော်မှာပါဝင်လာလို့ရဆရာဝန်ဆောင်ရကျွန်တော်တို့ကိုဆိုလို့ရှိရင် ီကိုလိုပေါင်းနေဆက်ဆံပြီးတော့သူကလုပ်ပါပြရမှာနေရာနေရာဟိုပါတော့เนาะနေရာပေးတယ်လေကျွန်တော်တခြားသင်းတော့ဆိုလို့ရှိရင်မရဘူးလေပြရမှာသူကလည်းသူအစင်းစင်းနေမယ်သွားရမယ်ဒါပေမဲ့ဒီသင်းတော့မှဆရာကနေရာပေးတယ်ဘာလို့ဆရာနေရာပေးလဲဆိုတော့လည်းကျွန်တော်သိပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ကဟိုပါတော့เนาะဖိတက်တည်းလေးပေးသင်းတော့လို့ပဲညီကိုချင်းချက်ချင်းပြတာဖြစ်တယ်အဲ့ဒီသင်းတော့မှာကဟိုမရှိဘူးကောနော်ဟို ရာတို့အကြီးငယ်လည်းမရှိဘူးခရစ်တော်မှာဟိလာသားလည်းမရှိဘူးဒါလည်းမရှိဘူးဆိုတော့ဒီအတွက်ကြောင့်ဆရာဒီရောက်ကောင်းကောင်းသဘောပေါက်တဲ့အတွက်ကျွန်တော်တို့ကိုဒီမှာလို့ဘာလို့ဆိုကျွန်တော်တို့ဓာတ်ကျွမ်းကျင်တယ်လို့လည်းမဟုတ်ဘူးဗျာကျွန်တော်အင်္ဂလိပ်ပြောလို့တယ်ဆိုတာကျွန်တော်ကျွမ်းကျင်လို့မဟုတ်ဘူးအဲ့လိုပေါ့ကနော်ဘာလို့ဆိုတော့ဟိုလာလာလေးရတာမဟုတ်ဘူးပြီးတော့ကိုက မပြောလဲမပြောတတ်ဘူးတခြား property တွေဆိုရင်တော့ဒါပြောတတ်တယ်ဒါပေမဲ့အဲ့လိုအင်္ဂလိပ်ဘာသာသတိပြောမယ်ဆိုလို့ရှိရင်တန်ရောက်လိုက်မြောက်လိုက်ညကျွန်တော်တရတော်မှာသတိခံတော့ရတယ်အဲ့လိုဖြစ်တယ်တန်ရောက်လိုက်မြောက်လိုက်ညဒါပေမဲ့အဲ့လိုတန်ရောက်လိုက်မြောက်လိုက်ပြောတာတော့မှလူတွေကကျွန်တော်ပြောတယ်ဗောနော်ကောင်းနေတယ်အဲ့လိုပြောတာကိုယ့်ကိုယ်တော့အားလည်းမရပါဘူးဘာလို့ဆိုတော့အဲ့လိုတန်ရောက်လိုက်မြောက်လိုက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အခုသိလာတာကဘာလဲဆိုတော့ကျွန်တော်တို့ကမတတ်နိုင်ဘူး ဘောလုံးကတော့ရှိဟိုစိုက်ပြိုးတဲ့သူဖြစ်တယ်အဘောလုံးကရှည်လောင်းတဲ့သူဖြစ်တယ်ဒါပေမဲ့ဒီဘင်းကိုကြီးစီတာဘောလုံးကြောင့်လည်းမဟုတ်ဘူးအဘောလုံးကြောင့်လည်းမဟုတ်ဘူးတရားသခင်ကြောင့်ဖြစ်တယ်ဆိုတဲ့အခါမှာအဲ့ယင်းဒီကလေးနဲ့ယေရှုနဲ့အကြောင်းကိုဆရာဝန်းစော်တို့ဆရာဆိုင်တို့ရှင်းပြမှဒီရဲ့နည်းနည်းလေးအောင်နားလေအစားအောင်ဘုံလေးပဲဖောက်ပါလားလေတကယ်တမ်းကျူဆိုတာလေမြင့်ကိုကျူဆိုတာမဟုတ်ဘူးကွာယေရှုကိုကျူဆိုတာဟုတ်ဆိုတော့ကျွန်တော်အစားတော့ကျွန်တော်ဘယ်လိုမို့ဆရာဆရာလို့ခေါ်တော့ကျွန်တော်မကြက်ဘူးဘာလို့လဲဆိုတော့ ဘောပေါ့နော်ကိုဘာဆရာမမဟုတ်တာကိုတိနေအောင်ပြည့်ရလားကျန်တဲ့ညောင်းလည်းတက်တာမဟုတ်ဘူးဗျာဘာမှရည်ချင်းလည်းရှိတာမဟုတ်ဘူးဆိုတော့နောက်ပိုင်းကျတော့ကျွန်တော်ဘလူးဘူးသဘောထားလိုက်တယ်ဆိုတော့ဩသူတို့ကောက်ခေါ်တာကငါ့ကိုခေါ်တာမဟုတ်ငါတည်းမှရှိရတန်ရှင်းတော့ဝိညာဉ်တော်ခေါ်တာခေါ်ပလိစေဆိုပြီးတော့အလိုက်ထပ်ထားပြီးလိုက်တဲ့ခါမှသူတို့ကကျွန်တော်တို့ကိုဆရာလို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ခေါ်တာမဟုတ်ဘူးကျွန်တော်တို့တည်းမှရှိတဲ့အရာခေါ်တာဖြစ်တယ်အဲ့တော့ဘိုင်းဘူးရဲ့ စိတ်ကလေးတစ်ချောက်တော့သူဒီတဲ့မင်္ဂလာရှိတယ်ကျွန်တော်ကတော့ကိုကိုကိုတိုင်းဆိုရင်တော့ကိုစိတ်ငယ်ဖို့ဆိုတော့မနှိချနိုင်ပါဘူးတရားရဲ့သနာကြီးဒီနာတသက်ကြောင့်လားကျွန်တော်ကစိတ်ကလေးကိုနှိချနိုင်တာဖြစ်တယ်စိတ်ကလေးနှိချတယ်ဆိုတာလည်းကျွန်တော်ကသိရမှာတွေ့တဲ့လူတွေကိုလိုက်ပြီးနှိချနိုင်မှာမဟုတ်ဘူးခုမှဒီမှာရှိတဲ့ညီကိုမောင်နှမတွေဖျက်မတော်သူတွေနှိချတယ်ဆရာမင်းဆောင်ရင်ပေါ့ဆရာမင်းဆောင်ရင်ရဲ့တက်တာကလည်းမြင်ရပါတယ်နှိချတဲ့ပုံစံလေး ကျွန်တော်လည်းအများကြီးသိနေပါတယ်ဒါပေမဲ့ခါကြတော့ဆရာအားကြီးတွေနဲ့လုပ်တဲ့အခါကျတော့ကျွန်တော်တို့ကလည်းသိမလိုက်နိုင်တာလေးတော့ရှိရပါဗျာဒါပေမဲ့ကောင်းဆုံးဖြတ်ခင်ပြင်ဆင်ပေးမယ်ဆိုတော့ယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့တကယ်ပြောတာပါအီဝလီသွားတော့ဆိုလို့ရှိရင်လေကိုကဘာကောင်းလို့ဆိုတော့ကိုပဲသိကိုကိုယ်တိုင်သိတယ်ဒါပေမဲ့သူတွေကသူများတွေကမသိတော့ကိုတဲ့ကြီးတဲ့လူတွေကလည်းကိုကိုဆက်ရအောင်ဆရာဆရာလေးနဲ့ခေါ်တော့နည်းနည်းပြီးတော့အလီထားပြီးတော့ရှိချင်တာပါအဲ့ဒါတော့ဟုတ်နေပြီလားအဲ့ဒါပြီးတော့ အိတ်တိန်လောက်သွားပြီးတော့ကဲတင်ချင်းပြစ်လို့ချင်းလေးတရားလောက်ပြောလိုက်ရတယ်စိတ်ထဲမှာဟိုကျင့်တတ်သွားတယ်ကွာလေ။ဩငါတော့ဒါပြောနိုင်ငါကျင့်တတ်တယ်ငါစဉ်းစားတာပေါ့ငါအဲ့ဆိုလို့ရှိရင်ငါ့အနေနဲ့အခုပြတော့ငါလုပ်လို့ရပြီပေါ့။ဒါပေမဲ့ဘယ်လိုလိမ့်မလဲ။တကယ်တော့ဘုရားသခင်ကဟိုဝိညာဉ်ဆရာဝန်စူပတ်ဆရာဝန်ဆိုရင်ပြောပါလိမ့်မယ်ကျွန်တော်တို့ကိုစာလန်းကအကျံစီလေးပဲထည့်ပါ။ဒါလေးလုပ်ကြည့်ပါလား။လူလေးတွေးလိုက်ပါလား။ဒါလေးစောင်းလာတယ်။အဲ့လိုပဲနောက်ဆက်တဲ့မှာကိုကြီးကတောင်းတောက်ချက်ပြေးသွားတာ။ အဲ့တော့ကျွန်တော်တို့ကအများနဲ့အတွေးအခေါ်တွေကိုလည်းယူဆရမယ်လူအနေနဲ့အားဖြင့်မဟုတ်ဘဲနဲ့တရားသခင်ရဲ့အားဖြင့်ဖြစ်တယ်ကျွန်တော်တို့ဆရာတို့ခေါ်တာကကျွန်တော်တို့ခေါ်တာမဟုတ်ဘူးကျွန်တော်တို့ထဲမှာရှိတယ်ခုပြည့်စည်ဆရာတွေကတော့တန်ရှင်းတဲ့ဝိညာဉ်တော်တရားကိုခေါ်တာဖြစ်တယ်ဘာမှဝါကြွားဆရာလည်းမလုပ်ဘူးအဲ့ကြောင့်ဆရာအဲဆရာဆိုင်ပြောတယ်မင်းတို့ရဲ့ဆရာဆိုင်ပြောတာဆရာဝန်ဆိုင်ပြောတာမင်းတို့ရဲ့နှုတ်ကတော့တသိမခံပဲနဲ့မင်းတို့ဒီအိုင်းသွားလေကြည့်ပါလားမင်းတို့ကြိုးစုံလားအဲ့လိုပဲအကျိုးစုံပါဘူးအချိန်ကုန် တို့ဆိုအလုပ်တွေနားတယ်ဘုမလူတွေကလုံနားတယ်အင်္ဂလိပ်ကြားတော့တကယ်ကိုကောင်းကြီးရှိတယ်ဆိုတာကိုတို့တွေကယုံကြည်တဲ့ခါမျိုးမှာတကယ်လည်းလို့ကိုကိုကိုတွေလို့ယုံကြည်သူမြင်ရတာကိုဝမ်းသာတယ်။ဘာလို့ဆိုဒီမှာမမြင်ရဘူးလေ။ဒီမှာအားတွေပဲ။ဖခင်လို့ပြောပြီးတော့ဒီယုံကိုကယ်တင်ခြင်းရမလို့ပြီးသွားပြီခရစ်ခရစ်ကိုယုံကြည်သူတတ်တာလေ။ကိုကယ်တင်ခြင်းရရတော်ပြီပေါ့။ ဲ့လိုဖြစ်သွားဒါပေမဲ့နောက်ဆုံးတော့ကာလာအချိန်ကပြီးခဲ့လာပြီလေဘူတော့လည်းဒီကိမိကလေးတွေပါလှုပ်သွားတယ်ဆိုတော့တခြားလူတွေကတော့သတိမထားမိပဲပဲကျွန်တော်တို့ကတော့အယောက်ချင်းနေတဲ့သတိထားမိပဲထင်တယ်ကျန်တာတွေမှာကုန်ပြောရတယ်ကာလာနာတွေများပြမယ်ယောဂပြရတယ်များမလားဒီအင်းဒီလုံချင်းတွေဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကသတိထားရတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ကဒီတဲမှာဘာမှဖြစ်စရာအကြောင်းမရှိပါဘူးနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကျွန်တော်ကတော့ခေါင်းမူးလို့ပြောတယ်ကျွန်တော်တို့ကမူးရတယ်ဘာဖြစ်ဒီလိုလုံးဝမပြီးဘူးမကိုင်းကိုကိုကောင်းမှုရလို့ထင်တာ ဒါပေမဲ့အဲ့ဒါကိုပေါ့နော်ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ကနားလေတယ်ပေါ့တောင်းဆိုတဲ့အခါမျိုးမှာကျွန်တော်တို့ကစေနှလုံးနှိမ့်ချခြင်းဟာဒီအင်္ဂလိပ်ကြားထဲမှာအရင်အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်အင်္ဂလိပ်ကြားထဲမှာစေနှလုံးနှိမ့်ချပေးနေစာတန်းအကျဉ်းစီကိုထည့်သွင်းလိုက်တဲ့အခါမျိုးမှာကျွန်တော်တို့ကစိတ်ဝမ်းတွေပွဲပြားသွားပြီးတော့သူတို့မပါလဲငါလုံးနိုင်တယ်ငါတယောက်တည်းရက်တည်နိုင်တယ်ငါနဲ့ဖျားသိခင်နဲ့သွားရင်ရတယ်ဆိုတဲ့အရာတကယ်တော့ စာတန်စာတန်ပေးသွင်းတဲ့အချက်ဖြစ်တယ်။ဘာလို့ဆိုကျွန်တော်တို့ကစိတ်ဝမ်းပွဲပွဲလို့မရဘူး။ကျွန်တော်တို့ကဖိနေတယ်ဖိဖြစ်တယ်၊ညီပူချင်းချစ်ချင်းပြတ်တာဖြစ်တယ်။ကျွန်တော်တို့ဂျာထဲမှာယာလူကြီးကံမရှိဘူး၊စင်ရချမ်းသာမရှိဘူး၊အသက်ကြီးကံမရှိဘူး။ဝိညာဉ်ရေးရမှာကျွန်တော်တို့ကညီပူချင်းချစ်ချင်းပြတ်တာဖြစ်တယ်၊တလုံးလုံးရတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာရှိတဲ့လူလူတွေအကုန်လုံးကျွန်တော်ရဲ့ဒီကူမောင်တို့အရင်ချလို့ကျွန်တော်သဘောထားတယ်။ကျွန်တော်လောကမှာရှိတဲ့ဘောင်းတင်းတွေညီလူတို့သဘောထားလိုက်ပြီ။သူတို့ကကိုယ်ရှိရလို့တော့မထင်ဘူး။ အဲ့ကြောင့်ဒီမှာရှိတဲ့ချုံချုံတော်လကောင်ပုံထက်ကိုလို့လကောင်ဒီကိုကြီးစော်တဲ့လို့ပေါ့နော်မာတင်လို့ပါလို့ဆိုဒါကျွန်တော်ညီကိုတွေပဲစိတ်ထဲမှာညီကိုစိတ်ပဲထားတယ်မိသားစုညီတယောက်လေညီကိုဆိုတဲ့အတိတ်ပဲကျွန်တော်ညီကိုဆိုတာဂျားထဲမှာဘာမှမလုပ်ဘူးညီကိုချင်းချင်းတိုင်ရိုက်ဆက်သွယ်လို့ရတယ်တိုင်ရိုက်ပြောဆိုလို့ရတယ်အဲ့ကြောင့်ကျွန်တော်တို့ကညီကိုချင်းချင်းပြတာဆိုတဲ့ဟာလေးဖြစ်ပါတယ်ကျွန်တော်တို့မှဝါကြွားစရာလည်းတော့မရှိပါဘူးဥပမာဖြင့်ကျွန်တော် ဒီတဲ့တော့မှကျွန်တော်ဂီတာတီးတယ်ဗျာကျွန်တော်ဒီနေ့ဒီချိန်ကျွန်တော်ဂီတာတီးရတဲ့အခွင့်ရတာလဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကဟောပါတော့ဘုရားတနာကြီးကြည့်တာပဲအာငါကတော့တော်တော်တက်နေပြီငင်ငါမရှိရင်တော့ဒီတဲ့တော့မှမင်းဂီတာတီးမဲ့လူမရှိရင်တော့ပဲခြာလဘက်လေကုန်တော့မှပဲဆိုတော့စိတ်ကျွန်တော်မှတွေးထားခဲ့ရင်ကျွန်တော်ဆိုတော့ဒီချိန်တီးရမှာမရှိပါဘူးကျွန်တော်ကအမြဲတမ်းဘုရားသခင်ကဟောပါတော့ကျွန်တော်သိပြီးတယ်တကယ်လို့လည်းကျွန်တော်အဲ့ဒီအရာတွေကနေဖြစ်လာတာလေဘာလို့လဲဆိုတော့ကျွန်တော် တင်တိုင်းမှာတွတ်တက်တယ်။ဘာလို့ဆိုတော့ငါပဲကြီးနိုင်တယ်။ငါပဲကြီးတတ်တယ်။ဆိုတဲ့ခါလေးမှာအဲ့စိတ်တွေကတစ်ခါလေးဝင်လာဝင်လာတယ်နော်။တခြားပေါ့နော်ဟိုစာရန်လက်ထားတယ်ပေါ့ဗျာကျွန်တော်ရယ်နော်။ကျွန်တော်တို့ချိန်မှာနော်။ဒါမှစာရန်လက်ကြောပါလေ။စာရန်တကယ်လက်ကြောပါလေ။အဲ့တော့အဲ့လိုပေါ့နော်ကျွန်တော်အကျန်စီလေးပဲထည့်ပေးလိုက်တာဟာမင်းတို့ဟုတ်နေပြီနော်။မင်းဒီတင်းတော့ဒီတင်းတော့လောက်နေတော့မင်းဟောမဖြစ်နဲ့မင်းတော့ဝင်နေတဲ့အစီအမြင်တာလေးတွေပါလေ ားနဲ့ကျွန်တော်ကဒွေးခေါ်တွေကနည်းနည်းလွဲခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းစိတ်နှလုံးကိုအကောင်းဆုံးရတဲ့ကံပြင်ဆင်ပေးရတဲ့ခွင့်ပေးတယ်စိတ်နှလုံးကိုဒါပေမဲ့နှိမ့်ချတက်စီဖို့ဘုရားအတင်ပေးတယ်အင်္ဂလိပ်ကျားထဲမှာကျွန်တော်တို့ကအစီခံကျွန်နေဖြစ်တယ်ဘုရားကြီးကကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကျွန်နေကျွန်နေပြောတာဒီအင်္ဂလိပ်ကျားထဲမှာကျွန်တော်တို့ကကျွန်အစီခံမှာကျွန်တော်တို့ကဒီများအိမ်ကိုသွားပြီးခိုင်နေထိုင်နေလို့လည်းမရဘူး ကျွန်တော်တို့ဒီနှုတ်ဘတ်တော်ပြောတဲ့အခါမှာဆရာဝန်ကျောင်းဟင်းကိုလည်းအများကြီးသိနေတယ်ကျွန်တော်တို့သွားတဲ့နေရာလေးဆိုလို့ရှိရင်တကယ်အိမ်ကောင်းစားတွေတတိမိသားစုတွေသွားတာမဟုတ်ဘူးတကယ်ဟိုဟိုဘောနော်ချယ်ဘက်လေနေတဲ့အတိုင်းဝိုင်းတွေကျွန်တော်တို့ကသွားရတယ်အဲဒီမှာလူတွေလည်းမြင်ရတယ်လူတွေတက်ဖို့ပါဘောနော်ဟိုပတ်စံရှိတဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ကဆိုတဲ့အခါမှာကျွန်တော်တို့ကအင်္ဂလိပ်လောက်တာဘာကြောင့်လဲဆိုလို့ရှိရင်ပတ်စံရလို့လည်းမဟုတ်ဘူး ဒါမှအင်္ဂလိပ်ကျားထဲမှာကျွန်တော်တို့ကကောင်းကြီးရှိတယ်။အင်္ဂလိပ်ထဲမှာလုပ်တဲ့ကောင်းကြီးဆိုတာကကောင်းကင်နိုင်ငံအတွက်ပဲမဟုတ်ဘူး။ဒါကတချို့ကတော့ဒီကောင်းတင်နေမယ်အင်္ဂလိပ်လုပ်တာကောင်းကင်နိုင်ငံအတွက်ပဲလို့ထင်နေမဟုတ်ဘူး။မြေကြီးပေါ်မှာလည်းပါတယ်။မြေကြီးပေါ်မှာလည်းစိတ်ချမ်းသာရှိတယ်၊ဘူချမ်းသာရှိတယ်။အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်လုပ်တယ်ဆိုတော့လောကမှာလည်းကောင်းကြီးလိုချင်တယ်။ကောင်းကင်မှာလည်းကောင်းကြီးလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလမ်းကိုလျှောက်တာဖြစ်တယ်။ တော်တို့လာစားလည်းမရဘူးဆိုတဲ့ခါလို့မှကျွန်တော်တို့ကဒီလိုမရှင်းတဲ့နေရာတဲ့အတွက်ကြောင့်ကျွန်တော်တို့မှဘာမှမကြွားစရာမရှိဘူးအဲတော့ရောသခင်ကတော့အမြဲတမ်းနေချတဲ့ဘုရင်ပြီးတယ်အဲဒါကြောင့်ဒီဂီတာကိုကျွန်တော်ဒီနိုင်စီရယ်ဆိုတော့ကိုစူးစမ်းပြီးတော့ကိုလေးလာလို့ရလာတာမဟုတ်ပါဘူးဘုရားသခင်ရဲ့တနာချင်းကြီးလာအကြောင်းကကျွန်တော်ကဒီဂီတာကိုဒီနိုင်ချင်ဖြစ်တယ်ကျွန်တော်လက်တွေချီတယ် မျက်လုံးနဲ့နားကိုကောင်းနိုင်ပြီးသားလို့ဆိုတော့ဒီနိုင်မှာဖြစ်တယ်ကျွန်တော်လက်တော့ပြက်နေရင်ဒီကိစ္စကိုချမ်းနဲ့ကြည့်လို့လည်းကျွန်တော်မနိုင်ပါဘူးအဲဒါကြောင့်ပြန်စဉ်းစားကြည့်နိုင်ရင်တော့ဟိုကိုကျိုးစားလို့လို့ထင်တယ်အောင်လေးတော့ဖြစ်နေပြီပဲတကယ်တော့အဲ့စိတ်ဝင်လာတဲ့ခါတိုင်းမှာကျွန်တော်ချင်းချင်းချိန်ပြတယ်မဟုတ်ဘူးတော့ငါမတက်နိုင်ငါဘာမှမတက်နိုင်ကျွန်တော်ဆိုတော့ဘုရားသခင်အတုံးမပြူဆိုလို့ရှိရင်ကျွန်တော်ဗျံပရာကောင်ဖြစ်နေမယ်မိတိပါတယ်ကျွန်တော်မိတော့ ဲ့တော့ကျွန်တော်တို့ဒီဘွားတဲ့နေလို့မြောက်ဖို့ကိုကိုကြိုးစားခဲ့ပြီမယ်လေကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရုံးလေးတည်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ထမြောက်ရလမ်းဖြစ်တဲ့ဒီယေရှုခရစ်တော်ရဲ့ဒီကံကြီးအသွေးသွေးကြီးရှင်ပြထမြောက်ခြင်းဆိုတဲ့အရာအဖြစ်ကျွန်တော်တို့ရဲ့တတ်တော်ပြည့်စုံစေတာဖြစ်တယ်ပြီးတော့အသွေးတော်ဆိုတာကျွန်တော်တို့အပြည့်အစုံတတ်တတ်မဟုတ်ဘူးကျွန်တော်တို့တတ်တာပိုင်းမှာထပ်ပြီးရှောက်လမ်းဖို့အတွက်သူကအခြေခံလေးဖြစ်တယ်ဆိုတာလည်းကျွန်တော်ပြောချင်တယ်ဒီအသွေးတော်ကအပြည့်စုံကြိုးပြီးမဟုတ်ဘူး တော့အကုန်လုံးပါတယ်။ဒါဆိုကျွန်တော်တို့လောကမှာရှင်သန်နေကျွန်တော်တို့ဒီခင်းစုငယ်ကာလကြီးမှာဘယ်လိုဗျာဏုဘတ်တော်ခံယူရမလဲဆိုတာပြီးတော့ main ဖြစ်တယ်။ဒါဖြစ်ပြီးတော့တကယ်ကိုကြီးမြတ်ခြင်းဖြစ်တယ်။ကျွန်တော်တို့ကပြစ်လွတ်တာလည်းကိုချင်းကြောင့်မဟုတ်ဘူး။ကိုမလုံနိုင်ဘူး။ငရဲ့အတွက်အောင်ဘယ်သူမှမတတ်နိုင်ဘူး။ဒါကြောင့်ယေရှုခရစ်တော်ကအသေးခံပြီးတော့အသွေးသွေးပြီးမှလာကျွန်တော်တို့ပြုတ်လွတ်သွားတာဖြစ်တယ်။ ါကိုယုံကြည်လို့ကျွန်တော်တို့ကအကျွေးမဲ့ယုံကြည်ရင်ကျွန်တော်တို့ကသာဝရငရေကနေလွတ်မယ်။ဒီကျွန်တော်တို့ယုံပြီးတော့အကယ်မဟုတ်တာတွေလုံးမိပြီးယုံပြီးတည်သွားမယ်ဆိုတော့ကျွန်တော်တို့ကောင်းကင်နိုင်ငံတွေရောက်ပါပဲ။အဘာလို့လို့ပြောလဲဆိုရင်ကျွန်တော်တို့မှာခန္ဓာရဲ့ဝိညာဉ်ရှိတယ်။လောကမှာခန္ဓာကမကောင်းတာလို့ရင်ခန္ဓာကဒီမကောင်းတဲ့အဖြစ်ကိုတော့ခန္ဓာခံ။ဒါပေမဲ့ဝိညာဉ်ကစင်ကြယ်သွားပြီ။ယေရှုရဲ့အသွေးတော်အကျိုးမဲ့ယုံကြည်တယ်ဆိုလို့ရှိရင် လောကမှာအဖြစ်တွေဘယ်လောက်ပဲလုပ်နေပါစေဟုတ်တော့ကျွန်တော်တို့ဝိညာဉ်ကတော့တင်ကောင်းကင်နိုင်ငံကိုတက်ရောက်တယ်ကျွန်တော်တို့ကတောင်းမှန်ကြလည်းမလို့ကျွန်တော်တို့ကနောက်နှားရပြီးတော့ပြန်လည်လာဖို့ဖြစ်တယ်ဒါပေမဲ့လည်းပြောချင်တာကကျွန်တော်တို့ဒီယေရှုခရစ်တော်ကိုတော့အကျဉ်းမဲ့တကယ်ယုံကြည်မယ်ဆိုတာသိကြရင်တော့ကျွန်တော်တို့ကထပ်ပြီးတော့စိုးဝါမှုမရှိဘူးလေဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အထင်းမှာတန်ရှင်သောဝိညာဉ်တော်ဘုရားရောက်လာတယ်ရောက်လာတဲ့အခါမျိုးမှာတန်ရှင်သောဝိညာဉ်တော်ဘုရားဆိုမကောင်းတဲ့နေရာကိုကောင်းတဲ့နေရာ သူအမြဲတမ်းကျွန်တော်တို့ကောင်းတဲ့တရားတော်လမ်းထဲဝယ်ကျွန်တော်ကျွန်တော်တို့အမြဲတမ်းဆွဲခေါ်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီယာတွေကနေကိုကျူးစားလို့သိရမှာတချို့ကတော့ပြောမှာမင်းကျွန်တော်ဟိုစွဲတော့ကျွန်တော်ပြောတယ်မင်းအဲ့ဒါစိတ်နဲ့ပဲဆိုင်နေမင်းစိတ်ကြောင့်မင်းမဖြတ်နိုင်ဘူးတဲ့ကျွန်တော်တို့မဖြတ်နိုင်ဘူးတကယ်ပြောတာကျွန်တော်စိတ်လည်းမနိုင်ဘူး။ဒါပေမဲ့နိုင်တာကတော့ဘုရားသခင်ပဲရှိတယ်။ဘုရားသခင်အံ့ဩပဲလှုပ်လှုပ်သွားတာ။တကယ်လွတ်မြောက်သွားပြီဗျာဒီယာကနေသိရမှာ။ဟာအဲ့တော့ ပြန်စဉ်းစားကြည့်ရကျွန်တော်တော့ဘယ်လိုမြောက်နိုင်ဆိုရင်ကျွန်တော်ဒီချိန်ဒီကမှာရက်ပြီးတော့ရှိနေမှာမဟုတ်ကျွန်တော်ခြာလွက်တယ်ဘဝကြီးကတကယ်လို့ဆုပ်ပြတ်တက်ပြီးတော့တော်တော်နစ်တယ်မှာအဲဒါကြောင့်အများတန်းကျွန်တော်ဘုရားရှင်ကိုကျေးဇူးတင်ဘုရားရှင်ရဲ့ခနာချင်းကြည့်ဦးလားကြောက်လားကျွန်တော်ကဒီချိန်ဒီနေရာမှာဒီကိုမောင်တို့မအနေနဲ့ပေါ့နော်ဒီကိုကမိသားစုကိုရတော့ခင်ဗျာအတွက်ဘုရားရှင်ကိုအများကြီးကျေးဇူးတင်တယ်အဲဒါကြောင့်ကျွန်တော်တို့ကအဖြစ်လို့ဖြစ်ဆိုတာကလည်းကျွန်တော်တို့ကောင်းတာလုပ်လို့ တို့တာမဟုတ်ပဲကျွန်တော်တို့ကယေရှုရဲ့အသွေးတော်ကိုအကျိုးမဲ့ယုံကြည်ပါတယ်ရင်ကောင်းကင်နိုင်ငံတို့ရောက်တော့ဖြစ်ဖြစ်အားကြောင့်မသခင်သခင်ကိုခေါ်တော်သူတိုင်းကောင်းကင်နိုင်ငံတို့သူဝင်ရလိမ့်မည်မဟုတ်ဘူးမင်းတို့ဒီဘလောက်ပဲတခြင်းတွေချီးမွမ်းပြီးတော့တခြင်းတွေဟာလေလုယအာမင်ဆိုပြီးဆိုနေဒီမဲ့လေကောင်းကင်နိုင်ငံမရောက်နိုင်ဘူးမင်းတို့ဒီတရားတွေဘလောက်ဟောကောင်းကောင်းနာမည်တွေဘလောက်ကြီးကြီးမင်းတို့တင်းတော်ကြီးတွေဘလောက်ကြီးကြီးမင်းတို့နောက်မှာလူတွေဘလောက်ပဲများများဖိတ်ကြီးရနေတဲ့ဘလောက်ပြောပြောဘလောက်ကောင်းစားတွေဝွေးဝွေ တို့ကောင်းကင်နိုင်ငံတော့ရောက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကောင်းကင်နိုင်ငံရောက်တာကယေရှုရဲ့အသွေးတော်ပဲရှိတယ်ဖခင်ကြောင့်လည်းကောင်းကင်နိုင်ငံရောက်လာဆိုတော့မရောက်ပါဘူးကျမ်းစာဖတ်လို့ကောင်းကင်နိုင်ငံရောက်လာမရောက်ပါဘူးကောင်းကင်နိုင်ငံတော့ရောက်တာအကျင့်နဲ့မဆိုင်ဘဲနဲ့ယုံကြည်ခြင်းနဲ့ပဲဆိုင်တယ်ဆိုတော့ပြောချင်တယ်အဲကြောင့်တရားသခင်ကအလုံးစုံပြီးပြီးဆုံးတဲ့ဒီလဝါကားတဲ့တရားကိုကျွန်တော်တို့ချပြပေးပါရစေအဲဒီတော့ကျွန်တော်တို့ကဒါလေးကိုယုံကျွန်တော်တို့ခမဲ့ပေးတဲ့လက်ဆောင် လက်ခါမဲ့ပေးတဲ့လက်ဆောင်ဆိုတော့ကျွန်တော်တို့ဒီလက်ဆောင်ပေးတိုင်းကျွန်တော်တို့ဘာဘုကားမှပေးကြမှာမလို့ကျွန်တော်တို့ကလူလူချင်းချင်းနဲ့ယူလိုက်ဖို့ပဲရှိတယ်။ဒီလိုကြောင့်ကျွန်တော်တို့ကအခါမဲ့ပေးကြမလို့ကျွန်တော်တို့စဉ်းစားကြည့်ရင်ဒီအရေးကအရင်လွယ်ကူနေလိမ့်မယ်လို့ထင်တယ်။ဟာလွယ်လိုက်ရင်အဲ့တော့ယုံကြည်လိုက်တာနဲ့တောင်းကင်နိုင်ငံရောက်သွားမယ်ဒါမှပေါ်ရမို့ဘူး။စိတ်နှလုံးထဲကနေတချို့မသိခင်ယေရှုကဒီလောကတိုင်းကိုဘယ်လောက်ထိညှဉ်းပန်းနှိမ့်ဆက်ခံလဲဒီကောင်းမှလည်းစုစည်းတဲ့ဘာကြောင့်ပတ်တာလဲလက်ဒီဘာလို့တံမူရိုက်တာလဲ နဖေးဘာလို့လမ်းထဲထိုးတာလဲချိန်နေနဲ့ဘာလို့နာချင်းစုပ်ပြတ်တဲ့နေအောင်ရိုက်တာပြန်ပြီးစဉ်းစားကြည့်ယေရှုကလဝကတော့မတိတ်ခိုင်းနေဆိုတော့လွယ်လွယ်လေးမဟုတ်ဒီကနေ့ဇကာရီကြည့်ဖို့မြင်ရမှာပဲအဲဒါမှကောင်းကောင်းလေးစိတ်ခံကျွန်တော်တို့မခံနိုင်ဘူးပဲဒီရအောင်ဒါပေမဲ့ယေရှုကကောင်းကောင်းခံပြီးသွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုချစ်လို့ဖြစ်တယ်ဒေါကိတာကြီးကျွန်တော်တို့ကိုချစ်တဲ့ပြကြောင်သူကလဝကတဲ့ကောင်မှာပြီးပြီးဆိုနေတရားကိုပြီးသွားလို့ဖြစ်တယ်ဟုတ်ပြီနော် အဲကြောင့်ကိုမိအမိနဲ့ကျွန်တော်ညဘုန်းကြီးကပြောတယ်အမိကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီတခြားသောဘာသာမှာလည်းကိုလုံးမကိုရတာရှိကျွန်တော်ဒီယုံကြည်ခြင်းမှာလည်းကိုလုံးမကိုရမယ့်အပိုင်းတွေရှိဒါပေမဲ့ကျွန်တော်တို့ကိုလုံးမကိုလုံးရတယ်ဆိုတော့ကျွန်တော်စူးစမ်းပြီးလုပ်เสียမလို့ဘုရားသခင်လုပ်ပေးပြီးသားတဲ့အရာတွေကျွန်တော်တို့ကယုံကြည်မှပဲရတယ်သာသနာ့ဘာလူတွေကလည်းမဟုတ်ဘူးညာသူတို့အခုအဲ့လိုမျိုးတစ်ခုခုလူကျင်တဲ့အကြောင်းသူတို့ကလက်ဝါချင်းချင်းကျွန်တော်တို့ဘာမှချင်းချင်ဘုရားသခင်ကပြောရတယ် မနှက်ပြန်လေးကိုမစိုးရိမ်နဲ့ဆိုတာဘုရားရဲ့စကားကိုအထူးနဲ့ယုံကြည်ပြီးတော့ယေရှုခရစ်တော်ဘုရားရဲ့အသွေးတော်ကိုသိချတကယ်ယုံကြည်တဲ့သူမတားလေးမနှက်ပြန်လေးကိုမစိုးရိမ်နဲ့ဆိုတဲ့စကားကျွန်တော်တို့ကအထိပယ်အယောင်မှာဖြစ်တယ်ယုံကြည်သူတွေကတော့အဲ့စကားမတတ်ရဘူးလေအဲ့မနှက်ပြန်လို့မစိုးရိမ်နဲ့ဆိုတာအဲ့ဒါဘုရားပြောတာဘုရားပြောတာအဲ့ဒီကဟိုတပည့်တော်တွေပြောတာလည်းဘုရားပြောတာဒါကြောင့်ဘုရားရဲ့စကားကိုမျိုးကျွန်တော်ဘုရားစကားမျိုးပြော ဘုရားတကယ်အသက်ရှိတယ်ဆိုတာကိုယုံကြည်ရဲ့ဆိုလို့ရှိရင်ဘုရားစကားဆိုတာဘာလို့မယုံကြအောင်ရှိရမှာလဲဒီဆရာကလည်းပါလို့ပဲသူသူဒီငါတို့ရဲ့အနာယောဂဝိသနာကိုယူတင်ဆောင်ရွက်သွားတယ်ယူတင်ပြီးသွားရင်ကျွန်တော်တို့ကအဲ့တော့အနာကြီးချင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကစမ်းသပ်တဲ့ခါတိုင်းမှာလည်းကျွန်တော်တို့ကကိုယ်တော်ကျွန်တော်ဓာတ်ကြီးပြောက်စီပါဓာတ်ပြောက်ပြောက်ခဲ့ဖွင့်ပေးပါလို့ဆူတောင်းပြန်လို့ဆိုတယ်ဟောကိုရောရဲ့အသွေးတော်နဲ့အသားတော်ကိုရောခံခဲ့တဲ့ဒဏ်ချက်တော်ကိုကျွန်တော်တို့ဒီနာ ကျောင်းလက်ရှိတယ်ဆိုကျေးဇူးတင်ပါတယ်ဆိုပြီးဝင်ခံပြီးတော့တဖြည်းဖြည်းလေးနဲ့เนาะနာစီချောင်းမူဘာလို့လေးရစားတဖြည်းဖြည်းနဲ့သွားမယ်ဆိုရင်ကျွန်တော်ကနောက်ပိုင်းမှာကြီးမားတဲ့တသက်တွေကိုရမှာဖြစ်တယ်ဒါကကျွန်တော်ပြောတဲ့စကားပုံပါဘူးဘုရားသခင်ကြီးလိုရှိတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ငယ်ငယ်တက်ကြည့်ခြင်းဖြစ်ပါတယ်ကျန်